။နေမေတို့အရင်အမေးများတယ်မေးခွန်းတစ်ခုရှိရဲ။အဲ့ဒါကလုတ်ထွက်နေတယ်ဘာလုပ်ကြမလဲ။ချင်းနိုင်ငံမှာအယူအဆအမှားလေးတွေရှိရဲ။ဒီတယောက်ကဟိုပစ္စည်းလေးညှောလိုက်ဟိုဆေးလေးညှောလိုက်ဒီတယောက်ကဒီဟာလေးတောင်းရင်ကောင်းပါလေဆိုပြီးတော့ညှောလိုက်နဲ့ကောင်းလို့ကောင်းလားဆိုပြီးတော့လိုက်ပြီးတော့လုတ်တက်ကြရဲပေါ့နော်။ဥပမာချင်းဆိုရင်လည်းဒီ Coco Head Coconut Oil ကချင်းတက်ကိုတကယ်အသုံးဝင်လို့ညှုံပေးဖြစ်တယ်။စားတော့ရတာလွယ်ပြီးတော့တိတိတတာနှုတ်ထွက်တာတိုးတက်စေတယ်ဆိုပြီးတော့ဒါပေမဲ့ဒါကတော့ဖြည့်စွက်စာ supplement အနေနဲ့ပဲအထောက်အကူပေးတာ။အခြေခံအချက်အလက်တွေကအားနေ နေရဆိုတိတ်ပြီးတော့ထူးခြားမှာတော့မဟုတ်ဘူး။နှုတ်ထွက်နေတာများတာကအချက်အလက်လေးအများကြီးပေါ်မှာမူတည်ရဲ့။အဲ့ဒီအချက်အလက်လေးတဲမှာမှာကိုယ့်ရဲ့ထင်းချုံမှုအောက်မှာရှိနေတဲ့အရန်အရေးကြီးတဲ့အချက်နှစ်ချက်ရှိရဲ့။နံပါတ်၁ကမိခင်ရဲ့စိတ်နေစိတ်ထားပါ။အဲ့ဒါကနှုတ်ထွက်တာနဲ့ချင်းများချင်းပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ်။ဥပမာမိခင်ကစိတ်ညစ်နေရလို့စိတ်ဖိစီးမှုများနေရဆိုရင်နှုတ်ထွက်စေတဲ့အောက်ဆီတိုဆင်ဟော်မုန်းကညော့နေစေပြီးတော့နှုတ်ထွက်တာလည်းအများကြီးနေစေပါတယ်။အဲ့ဒါကြောင့်မိမိတို့ကပျော်အောင်နေတက်ပါတယ်။မိမိတွေကိုလည်းပျော်အောင်ထ င့်ပါတယ်ရှင်နံပါတ်1ကမိခင်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးပါရှင်မိမိတို့ကတရက်တရက်လုံလောက်တဲ့အိတ်ချိန်ရောရှိရဲ့လားအဟာရအုပ်စုတွေတင်းတင်းမြတ်တဲ့အစားအစာတွေရောလုံလောက်လောက်ရောစားရဲ့လားရေကိုရောတရက်တရက်နှစ်လီတာသုံးလီတာရောတောက်ဖြစ်ရဲ့လားဆိုတာလေးပေါ်မှာအများကြီးမူတည်ပါတယ်အဲ့ဒီတော့နှုတ်ထွက်နေနေရင်ဒီလိုမျိုးကိုခက်ဟဲ့လိုမျိုး supplement ပေါ်မှာအားကိုးနေတာကတပိုင်းအခြားအခြေခံကြရတယ်မိခင်ရဲ့စိတ်ကျန်းမာရေးနဲ့ကိုယ်ကျန်းမာရေးကိုလည်းအထူးဂရုစိုက်တဲ့အကြောင်းတတိပေးချင်ပါတယ်မိမိတို့နှုတ်များများထွက်ကြပါစေတတား